ဒါလေးက site ပွားအရှိွဲအင်ဂျီလေးဟုတ်ပြီနော်ကဲအခုဒီမှာစရင်တင်ပြီးတော့မြင်ရတဲ့အတိုင်းပဲဒါကအရှိဘက်ချမ်းအနေထားသူ့ကိုဘေးဘက်ကကြည့်မယ်ဆိုရင်တော့ဒီလိုအနေထားလေးဖြစ်မယ်ဒါလေးကကြတော့အနောက်ဘက်ချမ်းအနေထားလေးအခုခြေတို့ဒီမှာပွားထားတဲ့အနေထားလေးကဘေးကိုခွဲချောင်းမထည့်လေရနော်ဘေးကိုခွဲချောင်းမထည့်ပင်နဲ့ဒီတိုင်းထုတ်နေဆိုလို့ရှိရင်လည်းသူကအဆင်ပြေတယ်ခြေကအဲ့ဒီမှာ ဘေးခွဲချောင်းကိုပါဘလို့ချုပ်ရလဲဆိုတာသိရအောင်တခါရဲ့တင်ခဲ့ပြီးတာဟုတ်ပြီနော်ဒီ site ပေါ်မှာဘေးခွဲချောင်းမထည့်လဲရတယ်မထည့်ပဲနဲ့လည်းအခုခြေရင်းညှန့်ထားတဲ့ပတန်နေထားအတိုင်းကချုပ်လို့ရတယ်ဘေးခွဲချောင်းထည့်လိုက်တာကခွဲချောင်းကိုဘလို့ပုံစံယူလဲဘလို့ချုပ်ရလဲဆိုတာကိုသိစေချင်ပါဟုတ်ပြီနော်ကဲဒါကြတော့ခြေရင်းရဲ့ site ပေါ်အရှိကွယ်ထည့်ပြီး ခြေကဒီ site point တယ်လေးကိုချုပ်ရင်းနဲ့တမီးတို့ကို bonus အနေနဲ့တင်ပေးမယ်တေဂျိုဘာမိကိုပါဒီဟာနဲ့တစ်ခါလေးတွဲပြီးချုပ်လိုက်ဒီဒီအစနဲ့ပေါ့ဟုတ်ပြီနော်အခုအောက်မှာခြေဝတ်ထားတာဆိုရင်တေဂျိုဘာမိကဲအဲ့ဒါလေးကိုကြာတော့ခြေပြပေးမယ်ကဲဒါဆိုရင်ခြေတို့ရဲ့တေဂျိုဘာမိဟုတ်ပြီနော်တေဂျိုဘာမိကဒီလိုမျိုးလေးပါ ဒါကြတော့ဒီအချိန်ကအောက်ကိုအပွားယူထားတာ ਉ เนาะအောက်ကိုအချိန်ကတင်အတိုင်းယူထားတဲ့အတွက်ကြောင့်ဘလို့ကိုပွားလွတ်လွတ်လေးဖြစ်နေတာရမယ်เนาะ